ပြည်သူတွေအရန်ကိုရေးကြည့်ပါပြီအခုပဲ ARD မြစ်ကိုကန့်လန့်ကြီးဖြတ်ခွဲသွားတဲ့ငလင်ကျော်တခုကိုပညာရှင်တွေတွေးရှိတဲ့အကြောင်းနဲ့ရောင်ရင်းမှာနောက်ဆက်တွဲငလင်ပေါင်းအခုခဏရကျော်ထပ်လာမှာဖြစ်ပြီးတော့ငရသမအထက်ငလင်တွေထပ်မှန်ပြီးတော့လာနိုင်ကြောင်းကို အမေရိကန်ဘူမိဗေဒနဲ့ USGS ရဲ့မြန်မာပြည်သူတွေကိုအရေးပေါ်သတိပေးချက်တွေကိုပြည်သူတွေကိုပြန်လည်တင်ဆက်ပေးပါမယ်။ ပထမဆုံးအနေနဲ့အီယာရီမြစ်ကြီးအက်ကွဲသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးငလင်ကျော်တို့ခုကိုရှာဖွေတွေ့ရှိထားတာနဲ့စတင်ချရအောင်အီယာရီမြစ်ကိုကန့်လန့်ဖြတ်ခွဲသွားတဲ့ငလင်ကျော်တို့ကိုရှာဖွေတွေ့ရှိထားပြီးဆိုပြီးတော့ပညာရှင်တို့ကရည်သားနေကြတာကိုလေးတွေ့ရပါတယ်ဒီနေ့တိုက်စားသွားလို့လမ်းကြောင်းပြောင်းသွားတဲ့အကွယ်မှုတွေမမြင်ရနိုင်တော့ပါဘူးတဲ့။တခြားဘော့ ARR မြစ်ကလမ်းကြောင်းပြောင်းပြီးမြို့အောင်ကျမ်းမြင်တွေကိုရေဝင်နေလောက်ပြီလို့ပြောထားတာဖြစ်ပါတယ်။ဒီနေ့မိုးရသည်ရေတိုက်စားပြီးအကုန်မပါသွားဘူး အခုကလေးကကျူတင်ပြင်ဆင်ရမည်လို့ပြောထားတာပဲဖြစ်ပါလေ။ဒါကြောင့်ရှေးတွေ့တဲ့ကဒါဝလီလာနေတဲ့ပညာရှင်တချို့ကတော့မိုးရင်းချရင်မလီတိုင်းဒေသကြီးကအထူးသတိထားရမည်လို့ဆိုပါရီ။ ်နော်မရီတိုင်းဒေသကြီးကရောက်ရောက်သွားနိုင်တယ်လို့တချို့သောသူတွေကခံမှန်းထားကြတာကိုလေတွေ့ရပါတယ်ဘလူးဝေးဖြစ်ဖြစ်ပါသတိဆိုတာပူတင်မရှိဘူးဗျနော် plan a plan b ကျောင်းနေနဲ့ထားရမှာဖြစ်တယ်နော်ဂျူတင်သတိထားပြင်ဆင်လို့မမိအသက်လုံးကျုံသွားနေဆိုရင်ဒါကအမျက်ပဲနော်မမိတို့အနေနဲ့တကယ်လို့အဲ့ဒီလိုမျိုးမန္တလေးမြို့သားရေအောက်ရောက်သွားမယ်ဆိုရင်ဘလိုမျိုးပြင်ဆင်ထားရမလဲဆိုတဲ့အနေအထားမျိုးကိုဂျူတင်စဉ်းစားရမှာပါဒါရီကဖျဲချောက်နေခြင်းမဟုတ်ပါဘူးဂျူတင်ပြင်ဆင်မှုအတွက်ပြည်သူတွေကိုပြောတာပါ နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့အရန်ကိုအရေးကြီးပါတယ်အဲ့ဒါကတော့ဒါ USDS ကမြန်မာနိုင်ငံမှာနောက်ဆက်တွဲငလင်ပေါင်းအခုခဏရာကျော်လောက်ခတ်နိုင်ကြောင်းကိုဒီကနေ့မှာပြီပြည်သူတွေကိုအရေးပေါ်သတိပေးလာခဲ့တာပဲဖြစ်ပါတယ်နော်နောက်ဆက်တွဲငလင်ပေါင်းအခုဆိုရင်အခု900ကျော်ကျော်လောက်ကိုလောက်ထားပြီးပြီဖြစ်တယ်နောက်ထပ်အခုပေါင်းရာချီလာအောင်မှာဖြစ်ကြောင်းလေးသိရတယ်ကျွန်တော်တို့အတိတိကျကျပြောရမယ်ဆိုရင်ဒီကနေ့ညနေအထိပေါ့ဗျာကျွန်တော်တို့နောက်ဆက်တွဲငလင်ဟာမြန်မာနိုင်ငံမှာ 996ကြိမ်ထိလှုပ်ခတ်သွားပြီဖြစ်ကြောင်း USGS ကဖော်ပြပါရယ်ဆိုတော့အခု USGS ကစကိုင်းကလင်ကြီးရဲ့နောက်ဆက်တွဲဖြစ်တဲ့ဒီတစ်နှစ်အတွင်းမှာပြင်းအား9ရက်မှအထက်ရှိတဲ့ငလင်တွေအပါအဝင်အချိန်မောင်းခဏရာကျော်လှုပ်နိုင်သေးတယ်လို့အမေရိကန်ဘူမိဗေဒလေးလာရေးဌာနဖြစ်တဲ့ USGS ကပြည်သူတွေကိုအရေးပေါ်ပဲသတိပေးထားတာကိုလည်းကျွန်တော်အနေနဲ့တွေ့ရပါရယ်ဗျာဒီကနေ့မနေ့ထီး မန္တလေးတိုင်းဒေသကြီးမှာအင်အားလျော်သမားအထက်ကိုလှုပ်နေဒေတာကိုလည်းတွေးရပါတယ်။ဒါကြောင့်မလို့ YesDS ရဲ့သတိပေးထားတဲ့အတိုင်းပါပဲပြည်သူတွေတချို့သောဂျင်းတွေကိုမယုံချပါနဲ့။ငါရသမားအထက်လာနိုင်ပါသေးတယ်။ပေါ်ဆလို့မရသေးပါဘူး။ဒီသတင်းအထွေမှာအထူးသဖြင့်ရေးကြည့်ပါရစ်။ငလင်ကတဖြည်းဖြည်းနဲ့ပဲငြိမ်သွားမှဖြစ်တဲ့အတွက်ပြည်သူတွေဒီကြားထဲမှာ view site မှာရပါမယ်နော်။